်မင်္ဂလာပါရှင်လေးဝက်ကဘာ channel ကနေပြီးတော့ပရိသတ်များအားလုံးကိုပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့အောင်လန်းဆရာမမေနုဆိုတဲ့ဖြည့်ရမယ်ဇလန်းလေးကိုတင်ဆက်ပေးသွားမှာဖြစ်ပါရှင်ဇလန်းလေးကိုမစတင်ခင်မှာကျမတို့ရဲ့ channel လေးကို like and subscribe လေးလုပ်ပေးသားဖို့နဲ့ဇလန်းတက်တင်နိုင်သိရှိနိုင်စေဖို့အတွက်ပေးနာ notification လေးကိုနှိပ်ပေးသွားခဲ့ဖို့တောင်းဆိုပါရနော်ကျေးဇူးတင်ပါရှင်ဒါစင်တော့ဇလန်းလေးကိုခုပဲစတင်လိုက်ပါရမယ်အနည်းဆုံး သုံးခုနှစ်ရောက်မရှိရင်ကြွားတယ်လို့မရဘူးရှေးလူကြီးပြောတာကြားပူတာပေါ့သုံးဆိုတဲ့အင်ယာကိုမြို့မှာနေတဲ့သူတွေကတော့တိတ်ယုံကြည်မရှိပေမဲ့တောရွာမှာနေတဲ့သူတို့တော်များများကတော့အယုံကြည်ရှိကြတယ်ဆုံးနေမှာဝန်တွင်ဆုံးနဲ့ကာလချင်းနေကြဖြစ်လာတဲ့သုံးဆိုပြီးရောရှိတယ်ဝန်တွင်ဆုံးဆိုတာကတော့တိကျတဲ့အတိုင်းအတိတ်ဘဝကံကြောင့်မွေးတရားပညာပါလာပြီသား။ဒါမဲ့အဲ့ဓာတွေကတကယ့်ဆရာကောင်းသမားကောင်းနဲ့တွေ့ရင်ဆွလွတ်လို့ရပါတယ်။ အချိန်အချာဖြစ်လာတဲ့သုံးဆိုတော့မိမိရဲ့မိဘအဖွာသို့မဟုတ်တရားရောက်ကအမွေပေးခဲ့တဲ့သဘောမျိုးပေါ့တချို့ကဝန်တွင်လည်းမဟုတ်အမွေရတာလည်းမဟုတ်ပဲနဲ့သုံးဖြစ်တတ်တယ်။အချမ်းကတော့တက်ကြီးလေးပါတဲ့ဟာအတေသောတက်ကြမှာပဲ။ဒေါသတွေမောဟတွေလောဘတွေအရင်များလာရင်မိမိကိုယ်တိုင်တော့မသိလိုက်ပဲနဲ့သုံးတက်ခံဖြစ်သွားနိုင်တယ်။အထူးသဖြင့်မိန်ကလေးတွေပို့ဖြစ်တတ်တယ်။မိန်ကလေးဆိုတာမနာလိုစိတ်လောဘစိတ်ကယောက်ျားထက်ပိုများတတ်တယ်။ အဲ့လိုဖြစ်တိုင်းသုံးချက်ချက်မဖြစ်နိုင်ပါဘူး။အဲ့ဒီမကောင်းတဲ့စိတ်တွေတဖြည်းဖြည်းကြီးထွားလာပြီးတော့အဆိုင်ကဲတစ်ခုလိုဖြစ်သွားတဲ့အချိန်မှာစုံနယ်ကလူတွေနဲ့ဒေါ်ရွာမယောမြို့မယောရောနှောပြီးတော့နေတတ်ကြတယ်။မိမိကသုံးဆိုပြီးတော့လည်းဘယ်သူမှမပြောကြပါဘူး။သုံးတက်ခံရှိတဲ့သူတွေကကိုယောင်ကိုဝါမထေဝါချဘူးတဲ့။သုံးတက်ခံရှိတဲ့မိမတွေကလင်ယောက်သားပေါ်မှာအယံနိုင်စားတာ။မိမိလိုရာကိုလှည့်ပက်နိုင်စွမ်းအားလေးရှိကြတယ် ယောက်ျားဖះတရားလိုက်စားပြီးတော့ဖုံးကန်အရင်မြင့်နေတော့လုံးလို့မရအောင်ပေါ့သုံးတို့တော်များတူရအချက်ကအဲ့ဒီပညာကိုတန်ဖိုးထားပြီးတော့လုံးဝမဆွတ်လွတ်နိုင်တော့ပါပဲလီလာကြားပုတလောက်သုံးချောင်းလေးပေါ့အခုလောလောဆယ်တော့ကျမပြောမယ့်ဇက်ချောင်းလေးစလိုက်အောင်ခုအဖြစ်ပြက်လေးကတော့ရောမြို့နယ်ရွာလေးတရွာကအဖြစ်ပြက်လေးပေါ့တန်လန်းအစာတီလို့ကျမတို့ NGO အဖွဲ့အစည်းဆိုတာမြန်မာပြည်အနှံ့တောက်လျှောက်ခီးနေရတာလी အများအပြားအစိုးရအဖွဲ့အစည်းတွေမသွားနိုင်တဲ့ဝေးလံခံဖျားတဲ့နေရာကိုသွားရတာများတယ်။ဒီတစ်ခါတော့ကျမတို့တာဝန်ချတဲ့မြို့လေးရရောရောမြို့ဆိုတာတော်တော်များများသိကြပါတယ်။ရောလုံးကြီးနမဲကြီးပဲ။ဒါပေမဲ့ကျမတို့နေရမယ့်နေရာရောမြို့တည်းမဟုတ်ပါဘူး။မြို့ကနေတော်တော်လေးကိုဝေးပါတယ်။လမ်းကျန်းလေးကိုဖြတ်ပြီးတော့ဆိုင်ကယ်တစ်မျိုး၊လေတစ်မျိုးနဲ့အဆင်ဆင်သွားရတဲ့ရွာပါ။အဲဒီရွာမှာပဲကျမတို့အခြေချပြီးတော့ကျမကြီးဝန်ဆောင်မှုလုပ်ငန်းတွေစတင်လှုပ်ဆောင်ကြတာပေါ့။ အခါကြီးငါတို့ရွာထဲကိုရှာကြည့်ရအောင်အခါဆိုတာကျောင်းထဲကကျမခင်ဆုံးတငယ်ချင်း NGO တွေနဲ့ join တော့ကျမနဲ့တူတူတီဖွဲ့လေးထဲပလာတာပေါ့တငယ်ချင်းနှစ်ယောက်ရွာထဲရှာကြည့်ရွာခန့်တွေကိုမိတ်ဆက်ပြီးတော့ရွာလေးမှာငားထားတဲ့ကျမတို့ယုံဒါမှမဟုတ်အိမ်လေးစီကိုပြန်လာတာပေါ့ကျမတို့အဖွဲ့ကကျမပါဝင်အားလုံးပေါင်း၈ယောက်ယောက်ျား၅ယောက်မိန်းကလေး၃ယောက် အားလုံးကကျောင်းမှာလေလူသေးတွေ practical တွေအမြဲလောက်ရတော့တိတ်ပြီးတော့မကြောက်တတ်ကြပါဘူး ။ဒီနေ့တော့ကျမတို့ဖွဲ့ကိုကြွားတဲ့ကတိုင်းရင်းစေးစရာမတယောက်ကထမင်းဖိတ်ကျွေးရယ်။စားကြကလေးတို့အကြီးကကလေးတို့ဒီရွာရောက်နေတဲ့တရင်ကြားတွေကထမင်းဖိတ်ကျွေးချင်တာအားရပါးရစားနော်။တို့တော်သူတွေကအဝစားမှကြိုက်တာ။သိတ်ချကြီးရေးသားတို့ကအလစားမှမဟုတ်ဘူး။အဝစားမှဗျ။အကားတော့ငက်ကြီးကြနေပြန်ပြီ။သူငက်လဲငက်ချင်စရာ။ခင်းနွေကလုံးဝသေးရချချင်စရာ။ကြက်သားကလာတာချက်ငပိရေတို့စရာအချင်းရင်းစုံလို့။ကဲ ကလေးတို့အေးဆေးစားကြအကြည့်နောက်ဘေးမှာဆေးပင်သွားလက်လိုက်အောင်မယ်အန်တီထွက်သွားတော့ကျမတို့လည်းအားရပိုင်းရစားမယ်ပေါ့အကကာလာသားချက်ဆိုအရန်တိုက်တက်သားကိုခတ်မယ်လို့လှုပ်လိုက်တဲ့အချိန်မှာအမလီကျမတို့အားလုံးလန့်ပြီးတော့ထမင်းစပွဲကထခုံမိရင်ပကံနေရတက်သားတုံးကြီးကကြက်ဖြစ်ပြီးတော့တွန်းနေတာကျမတို့အော်တန်ချတော့အန်တီအိမ်ပေါ်ပြေးလောတက်လာပြီးတော့ဘာဖြစ်လို့လဲကလေးတို့အကြည့်ကြက်ကြက်ထပြန်လို့အန်တီကပြုံးပြီးတော့ဘယ်မှလဲမရှိပါဘူး ။ဒါတို့အမြင့်မားတာနေမှာပါ။ကြည့်ကြည့်ပါအောင်ပကံနေကို။ကျမတို့ပြန်ကြည့်တော့ကြက်သားတုံးမှာပဲ။တက်မတွေ့တော့။ကဲကဲပြန်စားကြထိုင်ထိုင်။ကျမတို့တရားမျက်နှာတရားကြည့်ပြီးတော့အားလုံးစိတ်ထဲမှာတော့တခုခုတော့တခုခုပဲ။အကုန်လုံးမျက်နှာဆိုတော့အမြင့်မားတာမဖြစ်နိုင်ဘူး။အဲ့ဒီကထမင်းဝိုင်းလေးကတော့ဟန်မပြတ်ဆက်စားပေမဲ့ကြက်သားပကံတော့တရားမှမနိုင်ကြတော့ဘူး။အဲ့ဒါနဲ့ကျမတို့အိမ်ပြန်ရောက်တော့ကောင်းချင်းဆိုင်ဆွေးနွေးကြတာပေါ့။ဒါနဲ့ကျမတို့နေအိမ်ကြောက်မှာဥအောင်ဆိုတဲ့လူကြီးတယောက်ရှိရဲ့ သူကအသက်40အရွယ်လူပြို့ကြီးအရက်အရန်တောက်လို့ကျမတို့ကမနေတားနေရတာကျမတို့နဲ့လည်းခင်ပါတယ်သူမူးလာပြီးဆိုဘာမှမသိတော့ဘူးကျမတို့ယုံလာပြီးတော့ပြောချင်ရရင်ပြောတော့တာငယ်ချင်းဟောင်းအเจ้าတွေရောတရေအเจ้าတွေရောသုံးလို့အခုလေကျမတို့ဆွေးနွေးနေတော့အရက်ပလင်းကင်ပြီးရောရှောင်းလာတာဟိတ်ကလေးတွေဘိုင်းလာပြီမင်းတို့ဒီနေ့ချက်ပြန်ပွဲသွားကြည့်ခဲ့ရမလားဟမ်အဖဘလို့သိရလဲသိတာပေါ့ကွာငါအကုန်သိအကုန်တက်ဘာအောင်နဲ့မှတ်ထားနော်ဟာဟာ မင်းတို့လာတော့သူ့စခွက်ပြမှာကြောက်နေရပေါ့ဟာဟာမဲနုမဲနုမအီးအောင်တရားပြောချင်ရပြောရှီမောပြီးတော့ထွက်သွားတော့တယ်ကျမတို့လည်းအဲ့ချင်ဒီဘာမှနားမလဲဘူးနောက်နေ့ကျမတို့စီကိုလူနာတယောက်ရှောက်လာတယ်ပူတယ်ပူတယ်ပဲပြောတာဂျောကစမ်းကြည့်ရော်လေထူးထူးခြားခြားဘာမှမပြဘူးအစာမလားဆိုတော့လေလူနာပြောပုံရအစာမမကျမတို့ဘာလို့အမှမသိတရားဝင်ပေါက်စရီဆိုတော့ရန်တန်လည်းမလုပ်ရဲဘူးအဲ့ဒါနဲ့လူနာရှင်ကလည်းစိတ်တုပ်ပြီးတော့ ကဲဆရာမမေနုစီပဲခေါ်သွားတော့လာလာဒီကလေးတွေဘာမှသိတာမဟုတ်ဘူးနောက်နေအဲ့လူနာတက်တာသွားတယ်တဲ့ဆရာမမေနုပါသေးတိုက်လဲစုံစမ်းကြည့်ရောရွက်ချောက်တဲ့ကျမတို့လည်းတော်တော်အံ့ဩသွားတာဆရာမတော်တော်စမ်းမလားပေါ့နောက်နေအာကာနဲ့ကျမဟိုဘက်ရွာလေးဆေးလိုက်ကုပေးပြီးတော့ရွှာပြန်အချင်းကညာ၁၂နာရီကျော်နေပြီကိုဘက်ရွာမှာပွဲရှိရနဲ့ကျမလည်းအာကာကိုဘွဲခနာကြည့်ကျင်နေပူစားလို့ဘွဲခနာကြည့်ပြီးပြန်လာတော့အချင်းကနောက်ကျသွားတယ် ်အကငါတို့ရွာတွေဝင်ဖို့တင်ကြိုင်ဖြတ်မှာမလားအေးလေနေကိုငါပြောသားပဲနောက်ကြပါမယ်ဆိုမှနေကပွဲကြည့်ချင်တာကိုမကြောက်ပါနဲ့ငါ့ကိုဖတ်တာဟိနေတော့နော်တီးတော့မယ်ကျမတို့ဆိုင်ကလေးတင်ကြိုင်နောက်ကိုရောက်အကအကဟုတ်မှပို့ဆရာမမလားအေးဟုတ်မှထင်တယ်သူကဒီချိန်ပါလို့တင်ကြိုင်နေကိုသွားတာလေလာသွားကြည့်မလားဟာကြောက်စရာကြီးမကြည့်ချင်ဘူးမြမြမောက်အကမြမြန် ကျမတို့အိမ်ပြန်ရောက်တော့ကြားရတဲ့တဲ့ကပါကြီးအောင်သုံးပြီတဲ့မူးပြီးတော့၆နှစ်ပြုတ်ကြရင်းနှစ်သေးတာတဲ့ကျမတို့တကယ်စိတ်မကောင်းဘိုင်းအောင်ကတကောင်ကျွက်ဆိုတော့အတူပါနိုင်ကိစ္စကိုရွာသားတွေနဲ့တူကျမတို့ဝိုင်းပြီးတော့ကုညီလောက်ကင်ပေးကြတယ်အာကာနဲ့ကျမသိုးရင်းနဲ့ငိန်ချမ်းညဘက်ဟိုဘက်ရွာမှာလူနာသွားကြည့်ပြီးတော့အပြန်ဒီတခါတော့ရွာထဲမှာလူလဲတည်ထားတော့နှစ်ယောက်ထက်မသွားတော့ဆိုင်ကယ်နှစ်စီးလူလေးယောက်သွားချတာပေါ့ထုံးဖန်တိုင်းတင်ကြရနေဖြတ်တော့ကျမမကြည့်ဘူး တန်တန်ထိန်းထားတဲ့ကြာတင်ညာနဲ့ကိုကြည့်ပြင်းအောင်ကြည့်လိုက်တော့အမလီကိုဆရာမစပင်ဖားရိုင်းနဲ့အနောက်မှာဘိုင်းအောင်တနောင်ရီလျှောက်ပြီးတော့တင်ညာနဲ့ဝင်သွားတာကျမလေးအာကာခါကိုအတကုံဖတ်ပြီးတော့တလန်လုံးဖျားစာရွတ်လာတာအိမ်ရောက်တော့အာကာမျက်နှာဖြီးလို့ငနေတွေကမတွေ့ဘူးလေတင်ညာနဲ့မရောက်ခင်တည်းကတင်ချိုင်မရောက်ခင်တည်းကဘသူမှအိပ်ဘက်မကြည့်နဲ့လို့မှားထားကြတာကျမသာရှာရှိပြီးတော့ကြည့်မိလို့ကို့ပြစ်နေကောမဟုတ်ဘသူမှလည်းမပြောတော့ဘူး ရဲလက်မရောက်ခင်တည့်ရက်အလုံးဒီတခါကြုံနာကျမတို့အဖွဲ့ဖရားယောက်ျားလေးတွေပေါ့အိမ်အပြေးလွှားဝင်လာပြီးတော့ချက်နကားပိတ်အိမ်နကားတွေပိတ်ပြီးတော့ဖျားဆောင်ရေတွေယူတော့ဖျားကိုဖင်နာအောင်ရှစ်ခိုးပြီးတော့ဘာဖြစ်တာလဲလို့မေးတော့ငါတို့ရွာထဲမှာစလိတ်ဝယ်ပြီးတော့ပြန်လာတာဘိုင်းအောင်အင်းရှိရောက်တော့အုပ်စုလည်းတောက်လာနဲ့ချက်နဲ့ဝင်ကြည့်မယ်ဆိုပြီးတော့ဝင်ကြည့်ရာဟာလုံးဝပပင်းတိုးတာကို့ပြစ်မှာငုတ်တုတ်ကြီးထိုင်းနေတာဒီကုလုံးလည်းရေတွေရွှဲလို့မျက်လုံးကလည်းပြူးနေရပဲငါတို့ဘာပြောလဲသိလား အရက်တလုံးလောက်ဝယ်ပေးမှလားတဲ့လေငါတို့လည်းတကြိုးတည်းပြေးတော့တာပဲနောက်နေ့တွေကစပြီးတော့ကျမတို့လည်းတတိဝရိယနဲ့နေကြတာပေါ့ကိုကိစ္စမဟုတ်ရင်ဝင်မပါဘူးဘိုင်းအောင်ကမချွတ်ဘူးလို့လည်းပြောကြတယ်ညဘက်တွေသူသေးတဲ့ချောင်းသားမှာအရက်ထန်တောက်နေတာတွေ့ကြတယ်တဲ့ကျမစဉ်းစားတာအဲ့အရက်တွေကဘယ်ရရလဲနေကင်းဘက်မသိငါတာနဲ့ကျမအာခါတို့ကိုခေါ်ပြီးတော့ဘိုင်းရောက်မြေပုံလေးကိုသွားကြည့်ရောမြေပုံပေးနားမှာအရက်ပလင်းခွန်တွေအများကြီးတွေ့ရတယ်နောက်ပြီးတော့ရွာထဲမှာ ။နောက်ရွာထဲကတချို့သူတွေပြောတာကြားရတော့မေနုကဘိုင်းအောင်မွေးထားတာတဲ့။အရက်တွေလည်းသူပဲတိုက်တာတဲ့။ရွာထဲကတချို့ယောဂါတွေလည်းသူ့ဘာသာအောက်လက်နဲ့လုပ်ပြီးတော့သူ့ဘာသာပြန်ကုတာတဲ့။ဆရာမမေနုကအသိမ့်တွေတော်တော်များများလေးမွေးထားတာတဲ့။အရက်ပြောစကားတွေပေါ့။ကျမတို့လည်းဘာမှဝယ်မပါတော့ဘူး။အချိန်နဲ့အိမ်ရွာလေးကပြန်ရမယ်သူတွေပဲ။ကျမတို့ပြန်တော့ရွာထိပ်ထိရွာသားတွေလိုက်ပို့ကြတယ်။မေနုဆိုတဲ့အတော်ကြီးကကျမတို့ကိုနောက်တစ်ခါ လမ်းကြုံလှလဲပါတဲ့ကြက်သားဟင်းချက်ကျွေးမယ်တဲ့ကျမတို့လေဟိဟိမချိုချင်းအပြုံးနဲ့သွားလေးပဲဖြဲဖြားတော့တာပေါ့ပပိုင်းလမ်းလည်းမကြုံတော့ပါဘူးဒီဖြစ်ပြက်လေးက NGO ဖီတင်ဟာစီနီယာအမတယောက်ပြောပြတဲ့ဖြစ်ရလေးကိုကိုကပြီးတော့ပြောပြတာပါ အမပိုင်းခွလုတ်ပေးကြပါနော်ကျေးဇူးအထူးတင်ရှိပါတယ်